တရားစတာနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကမန္တလေးတိုင်းဒေသကြီးအတွင်းကျိုးပြင်ကာကွယ်တော်နှစ်ခုသတ်မှတ်လိုက်တဲ့သတင်းကိုတင်ဆက်ပါမယ်ရှင်။တရားစတာနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကရာသီဥတုနဲ့မျှတပြီးစိမ့်လန်းစုပြေရန်နှင့်အပူပိုင်းသစ်တော်များထိန်းသိမ်းကာကွယ်တဲ့အနေနဲ့မန္တလေးတိုင်းဒေသကြီးအတွင်းကျိုးပြင်ကာကွယ်တော်နှစ်ခုသတ်မှတ်ခဲ့ပါတယ်ရှင်။အဆိုပါကျိုးပြင်ကာကွယ်တော်တွေကတော့တာစီမြို့နယ်မှာ6383ဧကကျဲဝန်းနဲ့နေမျိုးကိုဝရွက်ကျိုးပြင်ကာကွယ်တော်နဲ့ ကျောက်ဆယ်မြို့နယ်အတွင်းမှာ3981ဧကကျဲဝန်းနဲ့နေမြေကိုရန်ချောင်းကျိုးပြင်ကာကွယ်တော်များအဖြစ်ထုတ်ပြန်သတ်မှတ်ခဲ့တာပါ။ကာကွယ်တော်များသတ်မှတ်ထိမ့်သိမ့်တဲ့အတွက်၎င်းနယ်မြေအတွင်းနေထိုင်ကြဆားကြတဲ့တရိတ်ဆန်များရဲ့စကြက်တွေထိမ့်သိမ့်နိုင်ခြင်းတဘာဝပောက်ပင်များနဲ့တဲ့အမျိုးအစားများထိမ့်သိမ့်နိုင်ခြင်းမြေစည်းလွှာတိုးတက်ကောင်းမွန်လာနိုင်ခြင်းမြေရောက်ရေထိမ့်သိမ့်နိုင်ခြင်းနဲ့ တည်တော်ဖုံးလွှမ်းမှုတိုးတက်လာက ရာသီဥတုပုံမှုကောင်းမွန်လာနိုင်ခြင်းအကျိုးကျေးဇူးတွေရရှိမယ်လို့တည်င်းရရှိပါတယ်ရှင်။